မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Adobe Illustrator မှာအရန်အသုံးဝင်တဲ့ tool လေးတစ်ခုကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဇိုင်းတွေဆွဲတဲ့အခါမှာကိုယ့်ရဲ့ဒီဇိုင်းတွေမှာလိုအပ်တဲ့အရုပ်ပုံလေးတွေကိုဒေါင်းလုဒ်ဆွဲပြီးတော့အလွယ်တကူကျွန်တော်တို့ကိုယ်ဆွဲမဲ့ဒီဇိုင်းတွေမှာထည့်ပြီးတော့သုံးကြတယ်ပေါ့နော်ဒီလိုမျိုးကိုကအဒီရဲ့ရုပ်ပုံလေးရတော့ကိုယ်ဆွဲမဲ့ဒီဇိုင်းတွေမှာထည့်ပြီးတော့အသုံးပြုဖို့ရာအတွက်အဆင်ပြေတယ် ဒါပေမဲ့ဒီပုံလေးကို download ဆွဲပြီးတဲ့အချိန်မှာကိုယ့်ရဲ့ design ထဲမှာယူပြီးတော့မှအသုံးပြုမဲ့အချိန်မှာဒီပုံလေးကိုကျွန်တော်တို့ကဇွန်းဆွဲပြီးတော့ကြည့်လိုက်တဲ့အချိန်မှာပုံကကျွန်တော်တို့ကအရန်ပုံွားနေတာကိုကျွန်တော်တို့တွေ့ရတယ် resolution တွေကျွန်တော်တို့အရန်ကြနေတာကိုတွေ့ရတယ်ဗောနော်ဒီတော့အခုလိုမျိုးကျွန်တော်တို့ကိုယ့်ရဲ့ debt ပုံလေးတွေကိုကို download ဆွဲထားတဲ့ပုံလေးတွေကိုအခုလိုမျိုးဇွန်ဆွဲကြည့်လိုက်တဲ့အချိန်မှာ resolution တွေအရန်ကြနေတယ်ဆိုရင်နော် Adobe Illustrator software ကိုအသုံးပြုပြီးတော့ဒီရဲ့ debt ပုံလေးကိုဘလောက်ပဲဇွန်ဆွဲဇွန်ဆွဲကျွန်တော်တို့ကမှုံဝါမှုမရှိအောင်ကျွန်တော်တို့ better image အနေနဲ့အလွယ်တကူကျွန်တော်တို့ပြောင်းလိုက်လို့ရပါတယ်ဒီရဲ့သင်ခန်းစာလေးမှာတော့ကျွန်တော်ကနမူနာအနေနဲ့ ဒီရက်ဓာတ်ပုံလေးကိုလုံးဝကျွန်တော်တို့ကဘတ်တာရင်မေးအနေနဲ့ပြောင်းပြီးတော့သူ့မှာကျွန်တော်တို့ကအင်းကြီးကာလာအယောင်လေးတွေချိန်တဲ့အပိုင်းလေးတွေပါကျွန်တော်ဆက်ပြီးတော့ပြပေးသွားပါမယ်။ဒီတော့ဒီဘက်ကပုံလေးကကျွန်တော်တို့ဒေါင်းလုဒ်ဆွဲထားတဲ့ပုံလေးပေါ့နော်။အဲ့တော့ဒီရက်ပုံလေးမှာဆိုရင်ကျွန်တော်တို့ကဒီမှာကိုကြိုက်နေတတ်တဲ့အယောင်ကာလာလေးတွေကျွန်တော်တို့အားလုံးကျွန်တော်တို့ပြောင်းလဲပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်။ဒီလိုလေးတွေကျွန်တော်တို့လောက်တဲ့ချင်းအဖြစ်ကိုကဒီဇိုင်းတွေဆွဲတဲ့အခါမှာဆိုရင် ကိုဆွဲမဲ့ဒီဇိုင်းလေးတွေထဲမှာပို့ပြီးတော့လှလပပလေးတွေကျွန်တော်တို့ဆွဲထားမှာဖြစ်ပါတယ်အခုဒါဆိုရင်ကျွန်တော်တို့ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက်အရင်ဆုံးကျွန်တော်တို့စာရွက်လေးတစ်ရွက်ခေါ်လိုက်ပါမယ် final နဲ့ပြီးတော့ new ဒါမှမဟုတ် control ရဲ့ anne ရဲ့နှိပ်ပြီးတော့ကျွန်တော်တို့စာရွက်လေးတစ်ရွက်လောက်ခေါ်လိုက်ပါမယ်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာစာရွက်ကိုဘယ်လောက် size ခေါ်ကြလဲပေါ့နော်ကျွန်တော်ကတော့ဒီမှာ1600ပင်စယ်ယူခဲ့လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့အင်းချက်တွေဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ဓာတ်ပုံလေးပဲပြင်ကျင်တာဖြစ်တဲ့အတွက်1600ပီဆယ်လောက်ပဲထားခဲ့ပါမယ်ဒီမှာလဲကျွန်တော်တို့က1600ပီဆယ်ပဲထားခဲ့လိုက်ပါမယ်ဒီမှာတော့ကျွန်တော်ကဘတ်တာအင်းမေ့ဆိုပြီးတော့မှခေါင်းစဉ်လေးကျွန်တော်တို့တက်ခဲ့လိုက်ပါမယ်ဒါလေးတွေအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ create ဆိုတာလေးလုပ်ခဲ့လိုက်ပါမယ် create လုပ်ပြီးသွားပြီဆိုရင်တော့ဒီဘက်ကကျွန်တော်တို့ download ဆွဲထားခဲ့တဲ့ဓာတ်ပုံလေးကိုဒီထဲကိုကျွန်တော်တို့ကဆွဲပြီးတော့မှထည့်လိုက်ပါမယ်ဒါဆိုရင်တော့ဒီပုံလေးကမလိုအပ်တော့ဘူးပေါ့နော်အဲတော့ကျွန်တော်တို့ဒီမှာ မောင်းနဲ့ဖိဆွဲပြီးတော့သူ့ရဲ့ဘာသာလေးမှာပြန်ပြီးတော့တင်လိုက်ပါမယ်ဒီဘက်မှာကျွန်တော်တို့စာရွက်အသေးခေါ်ထားတဲ့အထဲမှာဒီရက်ဓာတ်ပုံလေးကအခုလောလောဆယ်ဇွန်ဆွဲကြည့်လိုက်တဲ့အခါမှာလောဝပုံကကျွန်တော်တို့မှုံဝန်းနေတာကိုတွေ့ရပါတယ်ဒီပုံကိုကျွန်တော်တို့ကဗတာအင်းမေးအနေနဲ့ပြောင်းဖို့ရာအတွက် Adobe Illustrator software ထဲမှာအရင်အသုံးဝင်တဲ့ tool လေးတစ်ခုပါလာပါတယ်ဒါကတော့ကျွန်တော်တို့က Butter Image ဆိုတဲ့ကျွန်တော်တို့ tool လေးတစ်ခုဖြစ်ပါတယ်ဒါလေးကျွန်တော်တို့မြင်ရလားမသိဘူးเนาะအပေါ်ကကျွန်တော်တို့ option bar လေးမှာ အပေါ်ကကျွန်တော်တို့ဒီမှာ option ဘားလေးမှာ image trace ဆိုတဲ့ကျွန်တော်တို့ tool လေးတစ်ခုကျွန်တော်တို့ပါလာပါတယ်ဒီတော့ဒီရဲ့နေရာလေးပါနော်အဲ့တော့ image trace ဆိုတာလေးကျွန်တော်တို့တွေ့ရပါတယ်ဒီရဲ့ထဲကိုကျွန်တော်တို့ကတစ်ချက်နဲ့ပြီးတော့ဝင်လိုက်တဲ့အခါမှာဆိုရင်ဒီပုံကိုကျွန်တော်တို့က image trace လုပ်ချင်တဲ့အခါမှာဘလိုပုံစံနဲ့လုပ်ချင်လဲကိုကြိုက်နဲ့တက်တဲ့ပုံစံလေးကိုရွေးချယ်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရတယ်ဒီ tool လေးရကျွန်တော်တို့အရန်အသုံးဝင်ပါတယ်နော်တခါတလေမှာကျွန်တော်တို့ logo ပုံနေပါတယ်မှောင်ဝါးဝါးကြီးဖြစ်နေတဲ့အခါမျိုးမှာဆိုရင်လည်း အဲ့ဒီပုံလေးကိုကျွန်တော်တို့တထထဲရအောင် image တွေကျွန်တော်တို့လုပ်လို့ရပါတယ်ဒီတော့အခုဒီရပုံလေးကကျွန်တော်တို့က black and white ပုံလေးဖြစ်တဲ့အတွက် image တွေထဲကနေပြီးတော့ဘေးမှာရှိနေတဲ့မြားလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ဒီမှာ three color ဆိုတာလေးပဲကျွန်တော်တို့ရွေးခဲ့လိုက်ပါမယ် three color ဆိုတာလေးရွေးခဲ့လိုက်တာနဲ့တပြိုင်တည်းသူ့လိုလိုကျွန်တော်တို့ဒီမှာ image တွေကျွန်တော်တို့ပြောင်းပေးသွားပါတယ် image တွေပြောင်းပြီးသွားတာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဒီရဓာတ်ပုံကိုကျွန်တော်တို့ဇွတ်ဆွဲကြည့်လိုက်ကြိုက်တဲ့လောက်ကျွန်တော်တို့ zoom မြင်ခွင့်အချက်ကြီးဆိုရယ် လုံးဝအဆောင်နာလို့ကျွန်တော်တို့မှုံဝါမှုမရှိတော့တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီတော့ဒီရက်ဓာတ်ပုံလေးမှာကျွန်တော်တို့ image တွေလောက်လိုက်တာတော့ပန်တယ်ပုံကလည်းကျွန်တော်တို့ကဒီမှာ butter image အနေနဲ့ကျွန်တော်တို့ပြောင်းသွားတယ်ပေါ့နော်ဒါပေမဲ့ဒီရက်ဓာတ်ပုံမှာကျွန်တော်တို့ကနောက်က background လေးတွေကျွန်တော်တို့ပြောင်းမယ်ပို့ပြီးတော့မှသိတာအောင်ဒီမှာနောက်က background အယောင်ခွဲလေးကျွန်တော်ထည့်လိုက်ပါမယ်ဒီဘောက်ထဲကနေပြီးတော့ rectangle shape လေးယူမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ၄ round ကွက်လေးဆွဲခက်လိုက်မယ်သူ့ကိုတော့ကျွန်တော်တို့က နောက်ကဘက်ကောင်မှာအယောင်ခွဲလေးထဲမှာဖြစ်တဲ့အတွက်ကာလာပေါင်လေးရဲ့နေပြီးတော့မှကျွန်တော်တို့ဒီမှာအယောင်လေးတယောင်ဖြည့်ခဲ့လိုက်ပါမယ်ဒီအယောင်ကိုမကြိုက်သေးဘူးလားကျွန်တော်တို့ဒီမှာကာလာပေါင်မှာနှစ်ချက်နေပြီးတော့မှကျွန်တော်တို့ဒီမှာအယောင်လေးကိုရက်စင်တန်းချက်ထည့်ခဲ့လို့ရတယ်ဒီရက်ကျွန်တော်တို့ကအယောင်လေးရောင်းထည့်ထားတဲ့လေးတောက်ခွက်လေးကိုလုံးဝကျွန်တော်တို့ကစာရွက်ရဲ့အောက်ဆုံးမှာကျွန်တော်တို့ထားခြင်းနဲ့အခုလောလောဆယ်ကျွန်တော်တို့ဒီရက်လေးတောက်ခွက်ကြီးက ပုံရဲ့အပေါ်မှာရောက်နေတဲ့အတွက်ကျွန်တော်တို့ဓာတ်ပုံလေးကဖုံးနေတယ်ပေါ့နော်ဒီတော့ဒီဒီရဲ့၄တောင်းကွက်ကိုကျွန်တော်တို့အောက်ဆုံးမှာထားဖို့ရတဲ့ဆိုရင်အလွယ်တကူပဲကျွန်တော်တို့ကကီးဘုတ်ကနေပြီးတော့ control ရဲ့ရှေ့ရဲ့ဒေါင်ကွင်းအစရဲ့ကိုနှိပ်ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့အောက်ဆုံးကိုရောက်သွားပါမယ် control နဲ့ရှင့်နဲ့ဒေါင်ကွင်းအပိတ်ဆိုရင်တော့ကျွန်တော်တို့ရှေ့ဆုံးကိုပြန်ပြီးတော့ရောက်သွားပါမယ်ဒါကြောင့်ကျွန်တော်တို့ control ရှေ့ဒေါင်ကွင်းအစကိုနှိပ်ထားပါမယ်ပြီးရင်တော့ကျွန်တော်တို့ကဒီရဲ့နောက်ခံ background ကိုကျွန်တော်တို့က ပုံကိုပြင်တဲ့အခါမှာလုံးဝရွေ့မသွားအောင်သူ့ကိုကျွန်တော်တို့ lock ခတ်ခဲ့လိုက်ပါမယ်ဒါကြောင့် select လေးပြပြီးတော့ object menu တွေကနေပြီးတော့ floor ထဲကနေပြီးတော့ selection ဆိုတာလေးလုပ်ခဲ့လိုက်ဒါဆိုရင်တော့ကျွန်တော်တို့နောက်က background ကလုံးဝကျွန်တော်တို့မရွေ့တော့တာကိုတွေ့ရပါတယ်ဒီတော့ဒီရက်ဓာတ်ပုံလေးမှာ select ပေးပါမယ်ဒီပုံလေးမှာကျွန်တော်တို့မလိုအပ်တဲ့နောက်ခံ background အဖြူရောင်ကြီးကျွန်တော်တို့ပါနေပါတယ်။ဒါကိုဖြောက်ဖို့ရာအတွက်ကျွန်တော်တို့ဒီမှာအရင်ဆုံးကျွန်တော်တို့ image tray လုပ်ပြီးသွားပြီဆိုရင် အပေါ်မှာရှိနေတဲ့ကျွန်တော်တို့က expand ဆိုတာလေးကျွန်တော်တို့လုပ်ပေးရပါမယ်ဒီအပေါ်မှာရှိနေတဲ့ကျွန်တော်တို့ option bar မှာ expand ဆိုတာလေးကျွန်တော်တို့တစ်ချက်လောက်နှိပ်ခဲလိုက်ပါမယ် expand နှိပ်ပြီးသွားပြီဆိုရင်တော့ဒီပုံလေးမှာကျွန်တော်တို့ကသူ့ပုံမှာ right click လေးနှိပ်ပြီးတော့ and group ကိုကျွန်တော်တို့လုပ်ပြီးတော့မှ group တွေအားလုံးဖြည့်ခဲလိုက်ပါမယ်ဒီတော့အပြင်မှာ click တစ်ချက်နှိပ်မယ်ကျွန်တော်တို့ဒီမှာနောက်ကန် background ကြီးမလိုအပ်တဲ့နောက်ကန် background ကြီးမှာ ကျွန်တော်တို့ဆက်လက်ပြေးပြီးတော့မှ bus pay နဲ့ဖြတ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ပြတ်သွားတာကိုတွေ့ရပါလိမ့်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရက်တံပုံမှာကိုကြိုက်နဲ့တက်တဲ့ကာလာအယောင်လေးတွေကျွန်တော်တို့ပြောင်းလဲခဲ့လို့ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီရက်နေရာလေးမှာဆက်လက်လေးပြေးပြီးတော့ကျွန်တော်တို့ဘာအယောင်ပြောင်းကျင်လဲကိုပြောင်းလို့တဲ့ကာလာအယောင်လေးကျွန်တော်တို့ပြောင်းခဲ့လိုက်လို့ရတယ်ဒီတော့ဒီရက်နေရာလေးမှာလည်းကျွန်တော်တို့အစဲအယောင်လေးပြောင်းခဲ့လိုက်မယ်ဒီနေရာလေးမှာလည်းကျွန်တော်တို့က ဆက်လက်လေးပြပြီးတော့ပါဒီမှာကာလာပေါက်ထဲကနေပြီးတော့အစိမ်းရောင်လေးကျွန်တော်တို့ပြောင်းခက်လိုက်မယ်ပေါ့အဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ဝင်နေတယ်ပေါ့နော်အဲ့တော့ဒါလေးပါလေသူ့ကိုဆက်လက်လေးပြပြီးတော့ဒီထဲကနေပြီးတော့မှကျွန်တော်တို့အစိမ်းရောင်လေးကျွန်တော်တို့ပြောင်းခက်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကမျက်နှာအရောင်လေးကိုလည်းကလေးတစ်ချက်နေမယ်ကာလာပေါက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာခဲရောင်လေးပြောင်းခက်မယ်ပေါ့ဒီရောင်လေးကျွန်တော်တို့မကြိုက်သေးဘူးဆိုရင် ကာလာဘောက်မှာကလေးနှစ်ချက်ကျွန်တော်တို့နှိပ်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာမျက်နှာမှာတော့ကျွန်တော်တို့အယောင်ဖြော့တဲ့အယောင်လေးကျွန်တော်တို့ကာလာဘောက်ကနေရွေးမယ်โอเคလေးနှိပ်ခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဟမ်ဒီလိုပုံစံအနေထားလေးရပ်သွားမယ်ပေါ့ပြီးပြီဆိုရင်တော့ဒီရဲ့ကျွန်တော်တို့ကဆက်လက်လေးပေးထားမယ်ဒီထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာအပြာရောင်လေးကျွန်တော်တို့ဖြည့်ခဲ့လိုက်မယ်ပေါ့ဒါလေးကိုလည်းဆက်လက်ပေးမယ်ဒီထဲကနေပြီးတော့အပြာရောင်လေးကျွန်တော်တို့ဖြည့်ခဲ့လိုက် အော်ဒီအချိန်မှာရှိနေတဲ့ကျွန်တော်တို့ဒီမှာဖနှက်ပုံလေးတွေကိုလည်းဆက်လက်လေးမှတ်မယ်။ပြီးရင်ဒီပုံလေးတွေပါထပ်ပြီးတော့ဆက်လက်မှတ်ချင်တယ်ဆိုရင်တော့ keyboard ကနေပြီးတော့မှ shift ကိုလက်ကပြီးပြီးတော့တပြိုင်တည်းကျွန်တော်တို့ဆက်လက်မှတ်လို့ရပါတယ်။ဒီမှာတော့ကျွန်တော်ကလိမ်ပေါ်ရောင်လေးဖြည့်ခဲ့လိုက်မယ်ပေါ့။အော်အခုလိုမျိုးပုံစံလေးပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာအစောနာကကျွန်တော်တို့ download ဆွဲထားခဲ့တဲ့ဓာတ်ပုံလေးဟာလုံးဝကျွန်တော်တို့ zoom ဆွဲကြည့်လိုက်တဲ့အခါမှာလည်း အစောနာလို့ကျွန်တော်တို့မဝဝါးကြီးမဖြစ်တော့ဘူးဒီဘက်မှာကျွန်တော်တို့ကမူရင်းပုံလေးကိုသွားပြီးတော့ဇွန်းဆွဲကြည့်လိုက်တဲ့အခါမှာပုံကကျွန်တော်တို့ကအရက်မုံသွားတယ်ပေါ့နော်ဒီတော့ဒီရက်ဓာတ်ပုံလေးကိုကျွန်တော်တို့က inventory လုပ်ပြီးတော့အသုံးပြလိုက်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့မုံဝါးမှုတွေလည်းမရှိတော့ဘူးပြီးရင်ကျွန်တော်တို့က color အယောင်တွေကိုလည်းအလွယ်တကူကျွန်တော်တို့ပြောင်းလဲပြီးတော့မှအသုံးပြနိုင်တာကိုတွေ့ရပါတယ်ဒီတော့အခုလောလောဆယ်ဒီရက်ဓာတ်ပုံလေးမှာကျွန်တော်တို့ကရှိတ်တွေကကျွန်တော်တို့တစ်ခုချင်းကွဲလွဲနေပါတယ် ဒီတော့ဒါတွေအားလုံးကိုကျွန်တော်တို့ကလွတ်တဲ့နေရာကနေဖိဆွဲပြီးတော့အားလုံးဆက်လက်လေးပြေးပြီးတော့မှ control ရဲ့ g ရဲ့နှိပ်ပြီးတော့ဒီပုံလေးကိုကျွန်တော်တို့ group တစ်ခုတည်းအနေနဲ့ဖွဲ့ကလိုက်လို့ရပါတယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်တို့ Adobe Illustrator မှာအရန်အသုံးဝင်တဲ့ image တွေအသုံးပြုတဲ့နီလန်းလေးဖြစ်ပါတယ်ကျွန်တော်တို့တစ်ခါတလေမှာကိုယ့်ရဲ့ဒီ logo ဓာတ်ပုံလေးတွေတို့ဒါမှမဟုတ်ကျွန်တော်တို့ phone icon လေးတွေတို့ပေါ့နော် online နေပြီးတော့မှ download ဆွဲထားတဲ့ပုံလေးတွေဟာ မဝါဝါကြီးတွေကျွန်တော်တို့ဖြစ်နေတယ်ဆိုရင်တော့ Adobe Illustrator မှာ Image Tray ကိုအသုံးပြုပြီးတော့အခုနီလန်လေးတွေအတိုင်းလိုက်ပြီးတော့ပြုလုပ်လို့ရပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ကိုကိုတိုင်းလိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကြွေကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်။အားလုံး असंजीजा बाजी कमिया